Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ကလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကို new teaser ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် March 18ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်ရဲ့အတူသွားမှ reaction လုပ်ကြမှာဖြစ်ပါတယ်ဂျပန်မေးအောင်လည်းရုရှားနေပြန်လာပြီးနေမကောင်းဘူးဆိုတဲ့သတင်းပေါ့နော်အဲ့တော့ပြင်းပြင်းရှော့လေးပြီးသူဝန်တာလေးပေါ့နော်ခုလောဆယ်သူဘလို့အခြေအနေဖြစ်လဲဆိုတော့ချက်တော့ကြည့်အောင်ဒီပါမေးရှင် ရန်ကုန်ကိုရောက်ရှိနေတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာမလ14ရက်နေ့မှာနှိုင်းတရာမျိုးနယ်ဘက်နဲ့မလ15ရက်နေ့မှာအလုံမျိုးနယ်တွေကအေရှာဝေါ်စိတ်ကန်းတွေကိုတွားရောက်ခဲ့ပြီးတဲ့နောက်အဖျားတက်လာလို့ရန်ကုန်မှာစစ်ကူတောက်မှုခံယူနေရတယ်လို့သိရပါတယ်စစ်ကောင်းဆောင်ဟာမလ14ရက်နေ့မှာရန်ကုန်ကသတင်းအချက်အလက်ဤပညာတက္ကသိုလ်နဲ့ရန်ကုန်အနောက်ပိုင်းဤပညာတက္ကသိုလ်တွေကိုတွားရောက်စစ်ဆေးခဲ့ပြီးတဲ့နောက်မှာနှိုင်းတရာမျိုးကိုတွားရောက်စစ်ဆေးခဲ့တာပါ လှိုင်သာယာကပြန်လာပြီးကလေးကနင်းနေနေမကောင်းတာဗျမနေ့ကအလုံးဘက်ကအီရှာဝေါစိတ်ကန်းကို စစ်ပြီးတော့အဖျားတက်လာလို့နာပြီးစိတ်ကူနေရတယ်လို့စစ်တပ်သတင်းရင်းမြစ်တစ်ခုကမြို့တော်ကိုပြောပါတယ်စစ်ကောင်းဆောင်ဟာသူ့နာမည်နောက်ဆုံးစလုံးလှိုင်နေတူတဲ့လှိုင်သာယာကိုစမတ်စတီအဖြစ်အကောင့်ထဲပေါ်ခိုင်းထားပါတယ်စစ်တပ်အတွင်းမှာတော့အာနာသိမ့်လိုက်တာတက်ချုပ်တယောက်ပဲတာယာပြီးအကုန်ဒုက္ခရောက်နေကြလို့နောက်ွယ်မှာလှိုင်သာယာလို့တယောပြီး ေါ်ဆိုနေကြတာတွေရှိတယ်လို့တက်တွင်သတင်းရင်းမြစ်ကပြောပါတယ်။စေကူတမှုခံယူနေရတဲ့စစ်ကောင်းဆောင်ဟာနေပြည်တော်ကိုလေရင်နဲ့ပြန်ဖို့ရှိနေတယ်လို့လည်းဟုတ်ကဲ့ဒါကတော့အချက်ဖက်မင်းအောင်လိုင်းရဲ့သတင်းပဲဖြစ်ပါတယ်နော်။ရုရှားနေပြန်လာပြီးတော့ပြည်သူတွေအားလုံးရဲ့ဆုတောင်းမေတ္တာပို့တာမှုကြောင့်အခုဆိုနေမကောင်းဆဖြစ်နေပြီပေါ့နော်။အဲ့တော့မကြခင်ဘယ်လိုမျိုးရှင်းမလဲဆိုတာပဲပြည်သူကမျောလင့်နေတာဖြစ်ပါတယ်နော်။အဲ့တော့မင်းအောင်လိုင်းရုတ်တရက်ရှင်းတဲ့သတင်းကြားတော့တနိုင်ငံလုံးကပြည်သူတွေကဘယ်တော့ဝမ်းသာမလဲပေါ့နော်။ဝမ်းသာလိုက်မဖြစ်ချင်းလို့စတွေးမိပါတယ်နော်။ အခုလည်းကြည့်ပါအောင်ပေါက်ကြရတယ်ရှောက်လုံနေပါတော့သူနာမည်နောက်ဆုံးစလုံးနဲ့တူတဲ့လိုင်းတရားကိုစမစီဂျီပြုတ်လုံမယ်တဲ့အဲ့တော့လိုင်းနဲ့လိုင်းပါတဲ့သူတွေကတော့မင်းအောင်လိုင်းရတာတော်တော်စုချင်းမြတ်အခြေအနေမှာရှိပါတယ်နော်โอเคကျွန်တော်နောက်ထပ်ပါနော်ဦးကျော်ပြောထားတဲ့တဲ့လည်းတော့ကြည့်လာအောင်နော်ထွက်လာခဲ့တာကလက်သုံးချောင်းထောင်ပြီးတော့ထွက်လာခဲ့တယ်အဲလက်သုံးချောင်းထောင်ခဲ့တုန်းကတော့ကျွန်တော်တို့နော်ကျွန်တော်ပြည်သူပြည်သားကျောင်းသူကျောင်းသားယဟန်ပြည်သူเนาะအားလုံးကိုရရဆက်ဆက်เนาะနှိမ်နင်းခဲ့တယ် เนาะတစ်ချိန်ကကျွန်တော်တို့ကိုအမျိုးမျိုးစိန်ခေါ်ခဲ့တယ်เนาะပြည်သူကိုစိန်ခေါ်တယ်ပြည်သူကိုစိန်ခေါ်တာเนาะနိုင်ငံသူနိုင်ငံသားကိုစိန်ခေါ်ခဲ့ကွာမင်းတို့အမားကြီးမားနေပြီကွာအဲ့တော့ဒီကနေ့အဲ့လက်သုံးချောင်းကနေကျွန်တော်တို့ဟာလားနည်းနည်းဟိုခြေရရင်တူလာတဲ့အခါကျတော့စိန်ခေါ်တဲ့အသံလေးပျောက်ပြီးတော့ဟာလားလမ်းပေါ်တော့မထွက်ရတဲ့ကြက်ပြောက်ငှက်ပြောက်တဲ့ဒီ passive sick queen ဒီအာနာရှင်ဖက်စစ်စစ်ခွေအုပ်စုတွေကအခုနော်ပျောက်ချင်းမလားပျောက်ပြီးတော့အရှုံးကြီးရှုံးပြီးတော့အပုံးကြီးပုံးနေကြပြီဗျနော်မန်တော့ပဲရှိတော့လားအောက်ချင်းမှာစစ်ခွေမင်းတို့စစ်ခွေပြောတာနော်စစ်တပ်ကိုပြောတာမဟုတ်စစ်ခွေနော်အာနာရှင်အာနာရှင်စစ်ခွေတွေကဒီနေ့ဒီချိန်မှာဟိုအရင်ကလုံးလောက်လိုင်းပေါ်မှာအာတက်မချောင်ရဲတော့ဘူးဟုတ်တယ်အာတက်မချောင်ရဲတော့ဒီကနေ့အားလုံးကျွန်တော်တို့ပြည်သူပြည်သားတွေရဲ့မြင်မှာပါနော်မြင်မှာပါဆိုတာကဘလောက်ရှိ အပတ်စဉ်ဘယ်လောက်ထိရောက်သွားပြီလဲဒီမတရားဥပဒေထုတ်ထားတဲ့ဟုတ်လားစစ်မှုမထမ်းမနေရဆိုတဲ့ဥပဒေอ่ะနော်တပတ်ပြီးပါတပတ်ပြီးတပတ်အခုအပတ်စဉ်30ထိတိတိတော့ရောက်လာပြီနော်30ထိတော့ရောက်လာပြီဘာမှလည်းတို့အောင်မြင်မှုဟမ်ဘာမှလည်းတို့ရဲ့ဟိုပြန်သိမ်းလိုက်တော်လိုင်းရေးဘက်တော်သားတွေကသိမ်းလိုက်တဲ့နယ်မြေတွေကိုဘယ်နယ်မြေတစ်ခုများပြန်သိမ်းနိုင်လဲဆိုတာတစ်ချက်တော့ပြမလားဟမ်မင်းတို့တော့ပြောတတ်တယ်ကွာငါတို့တော်လိုင်းရေးဘက်ကလာမင်းတို့တော်လိုင်းရေးဘက်တော့အောင်ပါလေမင်းတို့ ဘယ်မျိုးကိုသိမ့်နိုင်ပြီလဲဆိုတာမင်းတို့ကြတော့မေးခွန်းထုတ်တယ်အခုမင်းတို့ကမေးခွန်းပြန်ထုတ်လာကအခုကြော်လန်ရင်းသမားတွေသိမ့်လိုက်တဲ့မျိုးတွေကိုမင်းတို့ဘယ်မျိုးပြန်သိမ့်ပြန်သိမ့်လို့ရလဲဆိုတာမင်းတို့တစ်ချက်တော့ပြန် Okay ဟင်မင်းတို့တစ်ချက်တော့ပြန်ဒဲနေဖြုတ်ကုန်နော်မင်းတို့စစ်ခွေးမျိုးတွေစစ်တပ်ကငါမပြောဘူးနော်စစ်တပ်ဟိုလူတိုင်းချစ်ချစ်တယ်နော်စစ်တပ်ကလူတိုင်းလူတိုင်းကချစ်တယ်ဒါပေမဲ့အဲစစ်တပ်ရဲ့စိတ်ဓာတ်နော်အဲစစ်တပ်ရဲ့ကိုကျင့်တရား ဒီကနေ့အာနာရှင်နဲ့စစ်ခွေးတိုက်မှာမရှိဘူးကွာမင်းတို့ကနော်အဲတက်မတော်ရဲ့တက်မတော်ရဲ့နော်ဂုံသိခါလီနော်အဲ့ဒီဂုံသိခါလိုမျိုးဒီကနေ့မင်းတို့အာနာရှင်ကိုကြားကံပေးနေတဲ့စစ်ခွေးတိုက်နေအဲစစ်တပ်ဂုံသိခါနေမဆဘာတပြားမှလာလာကိုမတူလားကွာနော်လာလာကိုမတူလားအဲ့တော့နောက်ဆုံးတစ်ခုလောက်ထပ်ပြောမယ်နော်ဒီကနေ့ကဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ် ICC ကဝရမ်းထုတ်လာတာဟုတ်လားဝရမ်းထုတ်လာတာအခုဒူတာတီတို့ဒူတာတီဖိလစ်ပိုင်တမလဟောင်းဒူတာတီတို့ဟုတ်လားဒီကနေ့အမှုစစ်အမှုတော်ဆက်နေပြီဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ဖမ်းဝရမ်းထုတ်လာပြီလားဆိုရင်ပြေးမလို့ဘူးပြေးမလို့ဘူးနော်ရှောင်ဖို့လည်းမရဘူးပြေးမလည်းမလို့ဘူးဒီချိန်မှာငါရတုရှိနေတော့ငါဖမ်းလို့မရဘူးဆိုပြီးတော့အော်ဒီအမှုပပျောက်သွားမယ်လို့တော့မထင်လိုက်နဲ့နော်မထင်လိုက်နဲ့ 别这皮皮，没在心里头也尼木啊！心里来说啦，年年没咋，喏，阿么你有那想多了，我平安啊，差钱的，我让米今日带对象的红嫂，米老婆嘛你噶，阿啦，米说少钱少钱的计划啦，我都阿爸噶，爸批的，你娘批的你，啊，那么多不了钱呐干嘛，啊啦，多也啦，就就那少号我你，缺钱啦，没钱没路，没钱，哎，就就那少号康房里，差米家的你，都已经说干了那再没你。 ကဲဒါဥကျော်ပြောတဲ့သတင်းမျိုးဖြစ်ပါရဲ့နော်အဲ့တော့တကယ်ပဲဟုတ်နော်မင်းအောင်လည်းကဒီရုရှားနဲ့တရုတ်လောက်ပဲသွားလို့ရပါမယ်နော်ကျန်တဲ့နိုင်ငံသွားရင်နော်ဒူတာဒေးလိုပဲရေလေးစိတ်မှာဘေးချင်းဖမ်းခိုင်မယ်ဆိုတော့သိကြပါရဲ့နော်အဲ့တော့ခုချိန်မှာတော့နေမကောင်းဘူးနော်နေမကောင်းပြီးတော့အဲ့တော့ပြည်သူတွေကလည်းမြစ်တာပို့နေကြပါရဲ့နော်မြန်မြန်လေးအဘမျိုးစားဖြစ်ပါစေဆိုပြီးတော့ကဲကျွန်တော်တို့ကြည့်ရမယ့်သတင်းကတော့ MMD ရဲဘော်ပြောထားတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့ last show ဘက်မှာဒီမှတ်ပုံတင်လို့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့10မိနစ်လောက်ကြာတဲ့ကိစ္စကိုဒီပတ်စံလိုချင်လို့ပေါ့နော်ဘယ်လိုမျိုးဒီ ဝန်ထမ်းမှာချဝန်ထမ်းအဖွဲ့ကြီးကချစားပြီးတော့ဒီပတ်စံနေတောင်းကြနေလဲဆိုတော့ပြောထားတဲ့ဟာလေးနောက်တော့ကြည့်အောင်နော်ထောက်ခံလက်ယူတော့ဥက္ကဋ္ဌအနေနဲ့ပြောလိုက်တယ်လောက်ကရေဝံ၅ရက်ပိတ်ထားတယ်တဲ့လောက်ကရေဝံ၅ရက်ပိတ်ထားတာဘာကြောင့်ပိတ်တာလဲတန်းထားပါတော့ဒါကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်လည်းမသိဘူးနော်ပိတ်ပြီးပိတ်ဆိုတော့ကျွန်တော်လည်းမြန်မာနိုင်ငံသားမြန်မာပြည်မှာနေပြီးမြန်မာပြည်မှာကြီးပြင်းလာတယ်အဲ့ဒါလေးပဲကျွန်တော်နားလိုက်တယ်နော်ဟုတ်ပြီအဲ့တော့အခုတည်းမှာကျွန်တော်တို့ အဖွဲအစည်းရဲ့နေလောက်ခြိုက်ဆွဲလူတယောက်ဒီနေ့မိုင်းရီကိုတွိုင်းမှာမှတ်ဖို့နေတက်လောက်လာတယ်တိန်30ပေးလိုက်တာ10မိနစ်ပဲကြာခဲ့တယ်မှတ်ဖို့နေတစောင်းရလာတယ်ဟမ်ပါလဲလားပါလဲပြောကြည့်လေဟုတ်လားတိန်30ပေးလိုက်တဲ့ခါကျတော့10မိနစ်ပဲကြာတယ်မှတ်ဖို့နေရလာတယ်အိမ်တော့ဆုလည်းမလို့ ထောက်ကစားလည်းမလို့ဘာတစ်ခုမှမလို့အေးလူလာဆိုသူရဲ့လက်မလေးလက်မမင်းဆုပ်မနှိပ်ပေးခဲ့ရတယ်ဒါပဲရှိခဲ့တယ်အဲ့လူငွေမဲ့နေတနေ့မင်းတို့ရဲ့တားစင်မြည်ဆက်မြင့်မြင့်တိတွတ်တဲ့အားလုံးကဖာတယ်မှဖြစ်သွားလိမ့်မယ်ကွာနားလေလားဟမ်မှန်မယ်နော်စစ်ကောင်စီကလှူတယ်ငါတဲ့ပြောမယ်ကွာစစ်ကောင်စီမဟုတ်ဘူးလာဝကအတိကမင်းဝင်လာဝကမြန်မာနိုင်ငံကိုတရုတ်ကလာဝင်ခွင့်ပေးရတယ်လာဝကပဲ ငွေရံပြီးရောစိမ်မတိုင်းတစ်ပောက်ဖင်ခန်းပြူတင်းကိုလိနဲ့ထိုးခဲ့တာလဝကပဲမင်းတို့လဝကတွေကြောင့်ငါတို့မြန်မာနိုင်ငံအခုဒီလိုဖြစ်နေရတာနားလေလားကြားလားခွေမျိုးလဝကဆိုတဲ့ခွေမျိုးတွေမင်းတို့လဝကတွေကြောင့်မို့မင်းတို့လိုကိုပိုးဝဲရာကိုကြည့်တဲ့နွားတွေအဲ့ဒါကြောင့်မို့ငါတို့မြန်မာနိုင်ငံတိုင်းတစ်ပောက်ရဲ့လက်အောက်ကိုရောက်လက်ရောက်ရောက်နေရတာ ပြီပောက်ဖိန်ခိုင်မှာပြီရင်းကိုလိနဲ့ထိုးနေမင်းလုံးကောင်းနေကိုမြန်မာနိုင်ငံသားရှမ်းတိုင်းဒူတယောက်မတ်ပုံနေလှုပ်မဆိုငါရပိတ်တယ်ဆိုတော့တရုတ်ကတိန်30လောက်လဲပြီးလိုက်ရော10မိနစ်ပဲကြာတယ်မိုင်းရကနေမှလှုပ်ပေးလိုက်တဲ့မတ်ပုံနေအခုငတ်လက်ထဲမှာရောက်နေတယ်ငါတို့ကတ်တာတယောက်ပဲဟုတ်ပြီလားအင်မတင်နိုင်ငါ့ရှိမှာတိတ်လာပြောလိုက်ငါဖုန်းနံပါတ်လည်းငါတင်ရထားခဲ့ပြီးပြီမင်းတို့အဲ့လိုလုပ်နေပြီးမင်းတို့ရဲ့တားစင်ညှိစက်တရား ရရင်ပြောလိုက်မယ်။ဖားတယ်မှာပဲဖြစ်လိမ့်မယ်နော်။ရှင်းလား။မြန်မာနိုင်ငံဖားနိုင်ငံဖြစ်တော့မယ်။မြန်မာနိုင်ငံဖားတိုင်းဖြစ်တော့မယ်။ခွေးမျိုးစစ်အောင်စစ်အောင်ရှင်နေရှိနေတွေ့ရတော့နော်။ရှင်းလား။ ကဲကြားတိုင်းပါเนาะအဲ့တော့ဒီမပုံဒီကိစ္စတွေကတော့တိအတိုင်းပဲစကလေးကလက်စားရတယ်တော်တော်ကြီးကိုကြီးကြီးမားမားဖြစ်ခဲ့တာပါเนาะအခုဆိုရင်ပိုဆိုးတယ်ပါเนาะအခုဒီ James စကောင်စီထုတ်လိုက်တဲ့ဥပဒေကပို့ပြီးတော့ဒီလာဝကနဲ့ပတ်သက်တဲ့ဥပဒေကပို့ပြီးကျက်လာတဲ့ခါမှာတခုခုဆိုရင်တို့ကပို့ပြီးတော့အခွင့်အရေးတွေရနေတဲ့အနေထားဖြစ်ပါတယ်เนาะ ဲနောက်တော့ကျွန်တော်ကြည့်ရမှာကတော့ဒီအချက်ဖက်မင်းအောင်လိုင်ကရုရှားနဲ့တရုတ်ကိုသွားတဲ့ကိစ္စတွေကိုပျော်ပါးနေတဲ့ဒီဘောမတွေကိုဒက်ဆော်လိုက်တဲ့ဒီနေ့တိမြန်မာဖြစ်ပါတယ်เนาะအဲ့တော့ဟိုဘက်ကလူတွေကဒီရုရှားသွားတော့တအားပြောင်းနေကြရပါတော့ဟိုဘက်မှာဘာတွေအလဲလေလုပ်ခဲ့လဲဘာတွေဖြစ်ခဲ့လဲဆိုတော့သူတို့မသိဘူးเนาะမြန်မာပြည်ဘလောက်ပြည့်စည်သွားမလဲဆိုတော့သူတို့မသိပဲねဒီလောက်ပျော်နေတာဗောနော်အဲ့ဒါကိုပြောပြထားတာလေနေ့တိမြန်မာဗီဒီယိုချန်နယ်တော့ကြည့်အောင်ဒီလက်ရှိအခြေအနေအမှန်တရားကိုမင်းတို့လက်ခံရမယ် ငါတို့တက်မလို့ရုရှားသွားမလားရုရှားသွားပြီးဖင်ခံပြီးပြန်လာတာအဲ့ဒါဂုံယူမနေနဲ့တရုတ်သွားမလားတရုတ်သွားမလားဖင်မှာစီဆုပ်ပြီးသွားတာဂုံယူမနေနဲ့ဟမ်မရောက်လိုက်ရုရှားသွားတာကိုဂုံယူနေတယ်မရောက်လိုက်တရုတ်သွားတာကိုဂုံယူနေတယ်နော်ရုရှားမင်းအောင်လိုက်ကအလကားခေါ်တာမဟုတ်ဘူးအမျက်နဲ့ခေါ်တာသဘောပေါက်လားမင်းအောင်လိုက်ကအမျက်နဲ့ခေါ်တာ မင်းကမင်းအောင်လိုက်ရုရှားသွားတာကိုမင်းကဂုံယူနေတယ်မင်းအောင်လိုက်ရုရှားသွားတာဖင်မာကုန်းပေးလိုက်ရတယ်ဆိုတာမင်းတို့မသိဘူးလား No ဒါဒါဆော့ပေါ်အလုပ်မဟုတ်ဘူးဒါကပွန့်ပွန့်လင်းလင်းပြောတာရှင်းနေနော်ဘာမဲနော်ရှင်းနေနော် အခုမင်းအောင်နိုင်မင်းတို့ရုရှားသွားတာမင်းတို့ဘာဂုံယူစရာရှိလဲအဲ့ဒါကိုကြံပန်ပြီးတော့မှဂုံယူရဲဆိုတော့ဘာလို့ရမှလဲအဲ့ဒါဗိုလ်ချုပ်အောင်ဆန်းရုရှားကိုသွားပြီးတော့မှဖင်ကုန်းမာလို့မှာခဲ့လားတရုတ်ကိုစစ်ဆုပ်ပေးလိုက်လို့ဗိုလ်ချုပ်အောင်ဆန်းမှာခဲ့လားဒါပုံမလဲလဲပြောတာနော်ဆောက်ရှာလည်းမရှိကြဘူးတစမ်းမှာပြင်အောက်ခြေမှာရှိနေတဲ့စစ်သားတွေကို ်နင်းခဲ့တယ်ခြေခဲ့တယ်ဖိခဲ့တယ်ဘာတိုင်းပြီးအတွက်မင်းအောင်လိုင်းလက်ထက်မှာဒါပဲကြံတော့တယ်ဒါပဲကြံတော့တယ်ဘာတိုင်းပြီးအတွက် KSS တိုင်းပြည်ကိုထိမ်းပြီးခဲ့တာတတ်မတော်တော့တဲ့အဲ့ဒါဆိုလို့ရှိရင်တရုတ်ကနေမြေကျူးတာကြတော့မင်းတို့ဘာဖြစ်လို့ဖင်ခံနေလဲ ဝင်ကိစ္စဆက်တိုင်းမျိုးထိန်းတာမဟုတ်ဘူးခေဆက်ဆက်တရုတ်ဖင်ခန်တာခေဆက်ဆက်ရုရှားဖင်ခန်တာနည်းနည်းပြောင်းပြော Okay လဲနော်ကဲဒါတော့နေ့တင်မိုက်ဗီဒီယိုဖြစ်ပါတယ်နော်အဲ့တော့အမှန်ကြီးပြောသွားဖြစ်ပါတယ်အဲ့တော့ဘောမတွေကတော့သူ့အပတွေရုရှားသွားတယ်တရုတ်သွားတယ်ဆိုဝမ်းတန်နေကြပါဘောနော် တကယ်လူရလူရဝင်ပြီလို့ထင်နေကြတာပေါ့နော်ဒါပေမဲ့တရုတ်ကတော့အခုချိန်ဒီရှီကျင်းပြင်ကတော့သူ့မခေါ်သေးဘူးနော် အောက်ကလူတွေသူ့တွေ့နေတာဒီရုရှားကတော့အခုပူတင်ကတော့ကိုယ်တိုင်တွေ့တယ်ပေါ့နော်ဒါပေမဲ့လည်းဒါတွေကလကားမဟုတ်ဘူးနော်ပူတန်ကပူတင်ကသူကအကျိုးမြတ်ရလို့တွေ့တာနော်အဲ့တော့ဘာတွေပေးခဲ့ရလဲကျွန်တော်တို့မသိရပါပဲသေချာတယ်မာပီရဲ့ပစ္စည်းတော်တော်များများနေရာတော်တော်ဒေသတွေဒီလုံးလုံးပိုင်ခွင့်တွေဒီမြေနေရာတွေတော်တော်များများပါသွားပြီဖြစ်ပါတယ်နော် ဟုတ်ကဲ့ကျွန်တော်တို့ကြည့်ရမှာကတော့အခုအာရခတ်တော် A ကဒီညောင်ကျိုးမှာတိုက်ခိုက်နေတာကသူတို့ပဲမဟုတ်ဘဲနဲ့ပေါ့နော် PDF တွေလည်းပါတဲ့အကြောင်းတွေရဲ့နောက်ထပ်သူတို့ရဲ့ဒီ Sydney viewer တွေအကြောင်းကိုပြောထားတဲ့ဆရာလေးမျိုးကြော်ပြီးနောက်ထောင်ကြည့်အောင်နော်။အနေနဲ့ပတ်သက်ပြီးလက်ရှိတင်ကန်းစာယူအသင့်ဆုံးကအာရခတ်တော် A နဲ့တပ်ပေါင်းစုဖြစ်ပါတယ်။လက်ရှိညောင်ကျိုးတိုက်ပွဲမှာတိုက်နေတာအာရခတ်တော် A တပ်မှုတွေနဲ့ဦးစီးဦးဆောင်တွေပဲပါတယ်။ January PDF တွေဖြစ်တယ်။ဘယ် PDF လဲဆိုတော့ NUG MOD လက်အောက်က PDF မဟုတ်ဘူး။ ခုနကျွန်တော်တို့ကြောင်းသားလိုက်ရင်တက် ADBI မကိုေး PIE PL အစရှိတဲ့တရားတက်ပုံတွေကြီးပဲဖြစ်တယ်ဆိုတာမျိုးပေါ့ရှင်းရှင်းလင်းလင်းထင်တာမြင်တာအောင် ပြောပြစီတချို့တွေချော်လိုက်ရောထိုင်လုပ်နေတာတွေ့ရပြီအဲ့တော့ညောင်ကျိုးနဲ့ပတ်သက်ပြီးကျွန်တော်တစ်ချက်ပြောပြရှင်းပါသေးတယ်ညောင်ကျိုးမှာကာဂစ်ကနေအကုန်လုံးကိုတိတ်ပိုက်လိုက်ပြီးဖြစ်ချောင်းအရကတတော်ပြီးပြောခွင့်ရတယ်ကထုတ်ပြန်တရားဝင်ထုတ်ပြန်ပြီးပြီဖြစ်ပါတ ဲ့တော့ညောင်ကျိုးကနေတွားရင်ညောင်ခြေတော့တဒါတက်က25မိုင်ထိတိမ့်တာနိုင်ဖို့လိုပါတယ်ဒါကြောင့်ညောင်ကျိုးကိုဖိမ့်ပြီးွားပြီဆိုရင်ကပ္ပစ9နဲ့ကပ္ပစ16စစ်ဆန်မီတာဖြစ်ပါတက္ကသတုံးကြီးကနတ်တောင်ထုံးဖို့ဝင်တောင်ကျောကထုံးဖို့အကောက်တောင်ဒါတွေကိုရှောက်တိမ့်ဖို့လိုပါတယ် ဒါဝင်ရောက်တိုင်းနေမှာညောင်ကျိုးညောင်ချေတော့ကုရှိပင်ကိုကျွန်တော်တို့စစ်စင်နိုင်မှာဖြစ်ပါတယ်။ညောင်ကျိုးနဲ့မလမ်းကက်မှာဇော်ပြန်တောင်လို့ခေါ်တဲ့တောင်မောက်တောင်ရှိတယ်ဗျ။အဲ့ဒီဘောကလက်နက်ကြီးနဲ့ပစ်ချတာဗျာ။နောက်တစ်ချက်ကစင်တယ်။ကပ္ပစာ၃ရွှေတောင်ကုရှိပင်230 kb ဓာတ်အားလိုက်နေရှိတယ်။တောင်ပေါ်တိုင်းကြီးကိုတိုင်လဲတာနဲ့တိုင်ဖရီပဲဖြိုးချကြတာ ဒါရီဒါရီပြူဟာကြကြလှုပ်ဆောင်ရနောက်တစ်ခုကမင်းလာမင်းလာနဲ့ပတ်သက်ပြီးကပ္ပစာရီမင်းလာမှာကပ္ပစာရီကဝယ်ဖို့ပြင်းပြထန်ထန်ပြင်ဆင်နေမင်းလာအထက်မင်းလာကကပ္ပစာရီအင်မတန်အရေးကြီးတဲ့ကပ္ပစာရီဖြစ်တယ်ကပ္ပစာနှစ်ကပ္ပစာ30ကပ္ပစာ73အဲ့တမင်းလာကမလွန်ကြီးပါမြောက်ဖက်မှာရှိတဲ့ကပ္ပစနှစ်ဟာကြီးစံနေမြောက်စံနေထုတ် ကပ္ပစာ၁၀ကတော့မစ်ဆိုင်ဒုံတာဝေးပြီးဒုံကြည့်ထုတ်တယ်။ကဲမကြောက်သိမိဟာနော်။ဟုတ်လားအများပြားရှိကပ္ပစာ၁၃မိုင်းတုတ်ဒီ၃ခုကိုဖြိုချဖို့မင်းလာနေပတ်သက်တဲ့မင်းလာမြို့နေပကဖအပေါ့ပူပေါင်းတက်ပြီ။တပြိုင်နက်စစ်ဆိုင်နိုင်ဘူးလို့လို့ရတယ်။အထက်မင်းလာဆိုတော့ မင်းတို့ပြုယူစမင်းအံပဒံလမ်းနဲ့ဆက်ဆက်နေအံပဒံလမ်းကနိုင်ရကန်တော့ပြီးရင်တော့မင်းမူငဖဲပွင့်ပြူစလင်းမင်းလာစီကိုရအောင်ခြေတက်နိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ကဲဒါကတော့အခါတတော်အေးရထိုးစင်းနဲ့ပတ်သက်ပြီးတော့ဆယ်လမစ်ချပြောထားတဲ့သတင်းပဲဖြစ်ပါရဲ့နော်အခုဆိုရင်ညောင်ကျိုးကိုတိုက်ခိုက်ပြီးသွားပြီဒီကာကင်းစခန်းနဲ့အကုန်လုံးတိုက်ခိုက်ပြီးသွားပြီဆိုတော့ကဥခိုင်ဒုက္ခကိုယ်တိုင်ကြုံညာထားဖြစ်ပါရဲ့နော်ဒါပေမဲ့လည်းဘောမရုပ်ကမှာအခုချိန်ဒီရေခဲဖြစ်နေတော့ပေါ့နော် အဲ့တော့ဘလို့ပြောပြောဒါကတော့တို့ပြောနေကြကွက်နေဖြစ်ပါတယ်နော်ကဲကျွန်တော်နောက်ဆုံးမှာတော့နော်ဒီစိတ်မကောင်းစရာသတင်းလေးနဲ့ပဲကျွန်တော်တို့ဆုံးသက်လိုက်ပါမယ်နော်ဘာလဲဆိုတော့နောင်ချိုမှာရှိတဲ့ပရိပရိယတိစာတတိုက်ကိုစစ်ကောင်စီကဂျက်တိုက်ဖိုက်တာဖြစ်မှာနော်ဂျက်ဖိုက်တာဖြစ်ဘုံကျဲလို့ကိုရင်နဲ့တန်ရတော့6ဘာပေါင်14ဦး တည်ဆုံးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်တကယ်ပဲစိတ်မကောင်းစရာဖြစ်တယ်ခုလိုမျိုးဘုံကြောင်းတွေစာတင်တိုက်တွေဘုံကျင်းတာခောက်ခောက်ခါခါရှိနေပါပြီနော်တကယ်နာမည်ကြီးတဲ့ဒီဒီဘုံတော်ကြီးတွေကိုတော့မှတက်တက်ပြည့်ရတဲ့ဒီအချမ်းပဲစစ်ကောင်စီရဲ့လှုပ်ရက်ကတော့တော်တော်ကိုအဆုံးစွန်တရောက်နေပါပြီဟုတ်ပြီအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့နော်ကိုစီတုံးတက်ထားတဲ့နားတော်ကြီးလောက်နော်ပြင်ပေးပါမယ်အဲ့ဒါကတော့ရှမ်းပြည်နယ်မှာပြည်ရည်တာစာတင်တိုက်ကို နော်အာနာတိတ်အကျန်းဖက်စစ်ကောင်စီကလေရင်အနှိမ့်ဆုံးပြန်တမ်းပြီးတော့ဘုံကျဲတို့ဆရာတော်တန်ဃာတော်တွေပြန်လုံတော်မူရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါလေ။ဒါသတင်းလေးကိုအရင်ဖတ်ပြပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့တွင်စစ်ကောင်စီကလေရင်ကိုအနှိမ့်ဆုံးပြန်တမ်းပြီးစေရနာပရိပရိယတိအမ်

တော့လက်ရှိမြန်မာနိုင်ငံမှာမင်းအောင်လိုက်အာနာတိမ်းပြီးမှအဲ့ဒီလေကြောင်းကနေဘုံကျဲမှုကြောင့်စကိုင်းတိုင်းတစ်ခုတည်းမှနေဘလောက်ပေခဲ့ရပြီလဲဆိုတော့အားလုံးဒီပဲအခုဒီကနေ့ဆိုပလိုက်ချက်စာတင်နိုင်မှန်တည့်ရတာနဲ့ပရိယတ်တိစာတင်နိုင်မှန်တည့်ရတန်းနဲ့ဒီပရိယတ်တိစာတင်ဖိုက်ပေါ်ကိုအနှိမ့်ဆုံးလေကြောင်းကနေပြန်ပြီးတော့ဘုံကျဲချပစ်တယ်ဒီမှာတန်ဃာတော်တွေရှိတယ်ကိုရင်တွေရှိတယ်စာတင်တိုင်းယဟန်တန်ဃာတွေရှိတယ်နော်စစ်ဘေးရှောင်းနေတဲ့ပြည်သူတွေရှိတယ်ဒီပေါ်ဘုံကျဲချပစ်တယ်တန်ဃာတွေပြန်တော်မူရတယ်နော် ဝင်းနေမိတ်တန်ကိုဆရာတော်ဖျားကြီးကားကိုယဟန်တန်သာစီးတာမှဆရာတော်ကြီးမှမတိလို့သူတို့ပြစ်တာဒါပေမဲ့ဒီကားဒီတင်ငန်းပတ်ထားတဲ့ယဟန်တန်ကနေစီးလာတဲ့ကာမန်တိရဲ့တန်းနဲ့ရရဆက်ဆက်ပြစ်တတ်ပြစ်တယ်ဆရာတော်ဒီတားနေတဲ့ကြားနေပြစ်တတ်ပြစ်တယ်ဝင်းနေမိတ်တန်ကိုဆရာတော်ကြီးပြန်လည်တော်မူခဲ့ရတယ်ဒါပေမဲ့ဆရာတော်ကြီးပြန်လည်တော်မူသွားတော့မိမလောင်းမိမချောင်းအောက်တန်းသားတွေကကိုလှုပ်တဲ့အမားကိုဝင်မခံရဲမဲနဲ့ဒရိုက်ဘာကိုတနတ်နဲ့ချိန်ပြီးလက်ကိုကြောက်ပတ်ပြီးပတ်ခိုင်းပြီးတော့ PDF တွေတက်တာပါပြောဆိုပြီးတော့နိုင်ငံပိုင်းရုပ်တံကနေစောက်ရှက်မရှိထုတ်လွှင့်ပြီးတော့လိန်ညာခဲ့တယ်။နော်အတူတူပါခဲ့တဲ့ကံတုံးစင်ဆရာတော်ကြီးကဓမ္မအတွက်မခံမရနိုင်ဖြစ်ပြီးတော့အမှန်တရားအတွက်ဒီဟာပြစ်တာဒီစစ်တပ်ကပြစ်တာပါဆိုပြီးရဲရဲဝံ့ဝံ့မိတ်ကြားတော်မူတဲ့အခါမှာယူဂျင်အောင်စောင့်ပြီးတော့ဒီကိစ္စကိုတောင်းပန်ခဲ့တာအဲ့ဒီအချိန်မှာတီတကူဖုန်းကြီးကမလုပ်ခဲ့စာတင်တိုင်းမှာရှိတဲ့တန်ဃာပြိုတွေအားလုံးကိုနယ်တွေကိုအကုန်ပြင်းပြန်ထိုင်တယ် ဘာဖြစ်လို့လဲตาတုံတာကိုတို့အရင်ကြောက်ပါတောင်းတာစစ်တာဖယားတာအဲ့ဒီထဲမှာဖယားတာကိုတို့အကြောက်ဆုံးပါစစ်တာမှာလက်နက်ရှိတယ်တောင်းတာမှာလူငယ်စိတ်ထိုင်ရခက်ပြင်မယ်ဖယားတာဤဓမ္မဘတ်တော်တာအာနာရှိနေသည်အဲ့ဒီตาတုံတာမှာယဟန်ဖယားတာတော်ကိုအရင်ကြောက်တယ်ဘာဖြစ်လို့လဲအာနာရှင်မှန်တယ်မြတ်ဤအတ္တမပြုတ်ခြင်းမှာအာနာရှင်ဖြစ်တာအာနာမမပြုတ်ခြင်းတွေအာနာရှင်ဖြစ်လို့မရဘူး ဲ့တော့အာနာရှင်ဖြစ်နေတဲ့အတွက်အာဓမ္မကိုလက်ကင်ထားတဲ့ကောင်းကြီးကဓမ္မဘတ်တော်သားတွေအတွက်အင်မတန်ကြောက်တယ်။ဒါကြောင့်မလို့ဝင်းနေမင်းအောင်ဆရာတော်ကြီးပြန်လုံမူတဲ့အချိန်မှာတီရကူကြီးကဥဆောင်ပြီးတော့ဗာလုပ်ခဲ့တယ်။စာတင်တိုင်းမှာရှိတဲ့ယဟန်မျိုးတွေအားလုံးကိုနယ်တွေပြပြန်ခိုင်းတယ်။ဘာဖြစ်လို့လဲ။ဖျားတားတော်တွေတန်ခါအင်အားကိုခွဲထုတ်လိုက်တာ။ဘလောက်ရုပ်မှလဲစဉ်းစားကြည့်နော်ပြီးတဲ့အချိန်မှာယူဂျီအောင်ဆောင်ပြီးတော့ မင်းအောင်နိုင်ကစောက်ချက်မရှိတဲ့ပြစ်တီတီဖာကောင်းစောက်ခွက်နဲ့ထွက်ပြီးတော့နော်ဟုတ်တယ်ယူဝက်နေပြီးပြောတယ်နော်မင်းအောင်နိုင်ရုပ်ကိုတခြားကြည့်ယောက်ျားအဲ့လိုပြစ်တီတီရုပ်ကလေအောက်တန်းစားလာတိထားဘယ်ယောက်ျားဖြစ်ဖြစ်ယောက်ျားဆိုရင်တီတီတဲ့နဲ့ရှိရမယ်ဟာမပြောချင်ပြောလိုက်မယ်ပြောင်စရာပြောချင်ပြောလိုက်မယ်ရည်စရာပြောချင်ပြောလိုက်မယ်ဒါပေမဲ့မင်းအောင်နိုင်လို့စောက်ခွက်အဲ့ဒီပြစ်တီတီကယောက်ျားအောက်တန်းစားတွေရုပ်လဲအကောင်းပြောတာ ဒါပေမဲ့အဲ့ဒါလိုအောက်တန်းစားကကျွန်တော်တို့တိုင်းပြည်ကိုတက်အုပ်ချုပ်ပြီးတော့အခုလိုမျိုးရဲရဲဆက်ဆက်ပြည်သူတွေဘုံကျက်တက်ဖြတ်တာကိုခံနေရတာ။နော်အဲ့တော့လက်ရှိမြန်မာနိုင်ငံမှာအမျိုးဘာသာတာသနာဆိုပြီးတော့ YMBA မှာရှိတဲ့နွားကြီးတွေစုပြီးတော့អော်ကြတယ်အမ။ဟမ်တပဲပဲနဲ့တကယ်တကယ်သူတို့အမဲ့လင်အခုလိုမျိုးယဟန်တန်ဃာတော်တွေကိုဖမ်းဆီးတဲ့ထောင်ချတဲ့နှိပ်စက်တဲ့တပ်ဖြတ်တဲ့ဘုံကျက်တဲ့ဒါမျိုးတွေလောက်လာတဲ့အချိန်အဲ့ဒီ YMB ရဲ့နွားကြီးတွေဘဲဘဲလို့မော်တော့ဘူး။ဟမ်ဘဲချောင်းကြောက်ဝိုင်းလည်းမသိဘူး။ရင်းနှောင်းနှောင်းနဲ့ကျွန်တော်တို့တိုင်းပြည် တကယ်တိုင်းပြည်အတွက်တန်ဖိုးရှိတဲ့သူတွေကိုကြတော့မတရားဖမ်းဆီးနေတပ်ဖြတ်တဲ့ထောင်ချတဲ့မိမျိုးစုံနှိပ်စက်ခံရပေမဲ့တိုင်းပြည်အတွက်တကယ်အကျိုးရုပ်အောင်လို့တိုင်းပြည်ကိုဖျက်ဆီးနေတဲ့အောက်နန်းသားတွေကြတော့နေရရတယ်။ဒါကြောင့်မလို့ကောသလာရဲ့၆၆ချက်ကမြန်မာပြည်မှာတကယ်ဖြစ်နေတာ။နော်။မင်းကခဏဇော်မဲလုံးလို့ကောင်းမျိုးဇော်မဲလုံးလို့ကောင်းမျိုးရဲ့ရက်ွက်ထဲမှာဆိုရေထမ်းရောင်းလာမှလူမျိုးဝယ်ပေးမဲ့ကောင်ရှိမှာမဟုတ်ဘူး။အကောင်းကလား။မယုံဇော်မဲလုံးရက်ွက်ထဲရေထမ်းရောင်းခဲ့ဒီ။ အတိဆောက်ပေါ်ဆောက်ကြီးဆောက်တယ်ပြောရုပ်ကိုယ်ရဲ့ကြက်တွေမရှိခံနှံ့ဝင်တယ်လို့မောင်းဖုတ်ကန်နေမှာကောင်းမျိုးဒါပေမဲ့နော်စစ်တပ်ထဲဝင်သွားတယ်ဟိုဟိုဘောရဲ့ဒီဘောရဲ့ဟိုဂွေးမဒီဂွေးမင်းနဲ့နေရာတနေရာရလာတယ်တပြင်းပြင်းနဲ့ခိုင်းလို့ကောင်းတဲ့နွားဆိုတော့မှားတာမှန်တာမခွဲခြားတတ်ဘူးအရာရှိရဒါဆိုရင်ဒါလုပ်တယ်တရားတာမတရားတာမတည်ဘူးတော့ဘာဖြစ်လဲနေရာတနေရာရလာနေရာရလာရင်တပြင်းပြင်းနဲ့အောက်ကနေဆွဲတင်ပြီးတော့မရောက်နိုင်ကခိုင်းထားတယ်အခုဘာဖြစ်လဲဇော်မဲလုံးလို့ကောင်းမျိုးကဒီတိုင်းပြည်မှာတက်ပြီးတော့အုပ်ချုပ်ဖို့လုပ်တယ် မင်းအောင်နိုင်လို့တောင်းနိုင်တာကနော်ဒီတိုင်းပြည်မှာတက်ပြီးအုပ်ချုပ်ဖို့လုပ်မယ်အဲ့တော့စဉ်းစားကြည့်ပါကျွန်တော်တို့တိုင်းပြည်မှာမင်းအောင်နိုင်အုပ်ချုပ်တာကိုခံမယ်ဆိုရင်အဲ့ဒီမင်းအောင်နိုင်နေရာမှာမင်းဆိုတော့မရဘူးလားကျွန်တော်ရုရှားကိုမင်းအောင်နိုင်သွားတယ်လို့ပေါ့ရုရှားကနေပူတင်ကမင်းအောင်နိုင်ကိုလက်ခံတွေ့တယ်ဆိုတာမင်းအောင်လှိုင်ဆိုတဲ့ဂုံပုတ်နဲ့တွေ့တာမဟုတ်ဘူးလက်ရှိအာနာသိန်းကားနဲ့ခေါင်းဆောင်တယောက်အနေနဲ့ခေါ်တွေ့တာကျွန်တော်ပြောတဲ့စကားကိုမြင်ရလားအဲ့ဒါအဖြေပဲ အာနာတိန်းသားနဲ့ခေါင်းဆောင်အနေနဲ့မင်းအောင်နိုင်ကိုခေါ်တွေ့တာမင်းအောင်နိုင်ဆိုတဲ့ဂုံပုတ်နဲ့ခေါ်တွေ့တာမဟုတ်မယုံမင်းအောင်နိုင်မှာအဲဆေးချင်းခွေးတကောင်အမီးဖြတ်ပြီးတော့မောက်ချက်တွေဆောင်းခိုင်းထားရင်ဒါကျုပ်တို့အာနာတိန်းသားရဲ့စစ်ကောင်စီရဲ့ခေါင်းဆောင်ပါလို့ပြောကြည့်ပူတင်ခေါ်တွေ့နေတယ်အဲ့လောက်ထိမင်းတို့ရဲ့မင်းအောင်နိုင်ကတန်ဖိုးမဲ့လားမမဲ့လားစဉ်းစားကြည့်ကဲဒါတော့ကိုစီပြောတဲ့သတင်းဖြစ်ပါရဲ့နော်အဲ့တော့ဒီနောက်ချုံမှာဘုံကျဲတဲ့ကိစ္စတော်တော်လေးကို စိတ်မကောင်းစရာလည်းကောင်းတယ်လို့ချမ်ပစစ်ကောင်စီရဲ့လောက်ရတရားတော့เนาะစာကလေးကကျွန်တော်တို့သိပြီးသားပဲเนาะဒီသူကတော့အဆုံးဆုံးမဲ့ကိုမိုက်မိုက်ယူရဲဆန်နေတာဖြစ်ပါတယ်เนาะအဲ့တော့ဒီလိုမျိုးဖုန်းချောင်းတွေဖုန်းကျက်ရလည်းမနေတော့ဘူးเนาะအခုဆိုရင်တော်တော်ကြီးစိတ်မကောင်းစရာဖြစ်တယ်လင်းဆိုရင်เนาะဟိုအမြင့်ကန်ကြီးကျဲတာမဟုတ်ဘူးလင်းကိုအနှိမ့်ပြိုင်မှကျဲသွားတယ်လို့ကြားရပါတော့အဲ့တော့ဘလောက်ထိတေချာကျင်လဲပေါ့เนาะသူဒီဖုန်းချောင်းကိုတိတိနဲ့ကျဲတယ်ဆိုတာတေချာနေပေါ့เนาะအဲ့တော့သူတို့ရဲ့ဒီရုပ်ရုပ်ရုပ်မှာ ပတ်သက်မှုကတော့ကန်းကုန်နေဖြစ်ပါရဲ့နော်အဲ့တော့ဒီလေနဲ့ပတ်သက်တဲ့ကိစ္စကလည်းအခုချိန်ကြီးကျွန်တော်တို့တော်လိုင်းဘက်မှာပြန်ပြီးတော့မနေယူနေနိုင်သေးတာတော့တော့စိတ်မကောင်းစရာဖြစ်ပါတယ်အဲ့တော့ဒီတော်လိုင်းရတဖွဲ့တွေကလည်းဒီလေရင်ကိုလေနဲ့ပတ်သက်တဲ့ဟာတွေကိုဘယ်လိုမျိုးအမြန်ဆုံးတားဆီးမလဲနှိမ်နှင်းမလဲဆိုတော့ဒီ ဗျူဟာတွေပေါ့နော်အမြင်ဆုံးပေါ်ဆောင်တင့်နေပါပြီနော်ဒါဒီလိုမျိုးခံလာရတာပြည်သူကလေးနှစ်လောက်ရှိနေပြီဒါအပြင်ဘလောက်ပဲမျိုးတွေတင်းတင်းပေါ့နော်ဒီလေးကြောင့်ပဲဒုက္ခရောက်နေတာဖြစ်ပါတယ်နော်အဲ့တော့ဒီလေးနဲ့ပတ်သက်တဲ့ဟာမျိုးကိုအမြင်ဆုံးရေးယူနိုင်တဲ့ဟာတွေတံပြန်ကောင်တာလုပ်နိုင်တဲ့ဟာတွေဗျူဟာတွေအမြင်ဆုံးစီစဉ်ချမှတ်နိုင်နေဆိုရင်တော့ပြည်သူအတွက်လည်းသတင်းကောင်းဖြစ်မယ်ဆိုတော့ကိုအချက်မျိုးပြောဆိုရင်ကျွန်တော်ပြည်သူဆုံးသက်လိုက်ပါတယ်နော်ဟုတ်ကဲ့အစားဆုံးကြည့်ပြီးတော့မိဘပြည်သူရောက်ရှိတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ ဒီနေ့မှာနှုတ်သမျှဆောင်းသမျှအရာအားလုံးမှာအဆင်ပြေချောမွေ့ကြပါစေ။တွားလျာမှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။